ဟွာပေါ်လီပေးခဲ့တယ်ကျွန်တော်2025ပေါ်လီမတ်လ28ရက်နေ့ကလုတ်သွားတယ်ဒီဒီငလင်းရဲ့ပေါ်လီပြင်အားခွန်တမခွန်ရှိတဲ့ငလင်းရဲ့နောက်ဆက်တွဲငလင်းတွေကလည်းဆက်ပြီးတော့လုတ်နေတယ်အဲဆိုတော့ကျွန်တော်တို့ဒီသခိုင်းပြည့်ရွေးရေ ပေါ့နော်ဟိုသခိုင်းကနေပြီးတော့ကျွန်တော်တို့မြောက်ဖက်ကျွန်တော်တို့ဒီစင်ကူမြို့လောက်ကနေပြီးတော့ကျွန်တော်တောင်ဘက်ပေါ့လေခုနကသခိုင်းလိုမန္တလေးလိုဖြတ် ကျွန်တော်တို့မိထီလာနေပြီးတော့စသည်ဖြင့်ပေါ့ကျွန်တော်တို့ ဖြူလောက်ထိပေါ့ဟိုကီလိုမီတာကျွန်တော်9ယောက်ကျော်လောက်ဟိုပြတ်ထွက်သွားပြီးတော့ငလင်လှုပ်လိုက်တယ်လှုပ်လိုက်တဲ့တော့ကျွန်တော်မလို့အဲ့ဒီခုနကပြောလိုက်တဲ့စင်ကူးကနေကျွန်တော်ဖြူလောက်ထိကတော့ဒီနောက်ဆက်တွဲငလင်နေပေါ့အဲ့တော့ပြီးခဲ့တဲ့အဲမတ်လာကလှုပ်သွားတယ်မန်လင်းငလင်နဲ့နောက်ဆက်တွဲငလင်တွေကတော့ဆက်ပြီးတော့လှုပ်နေအောင်ပါပဲပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီဒီငလင်ကကျွန်တော်တို့ဟိုလှုပ်သွားတာဒီအဲပြတ်ရွေးရစိတ်ပိုင်းတစ်ပိုင်းတည်းကမဟုတ်ဖဲနဲ့ပေါ့အစိတ်ပိုင်း၄ခုလောက်ကနေသူကပြတ်ထွက်သွားတာပေါ့ ဆိုတော့ကျွန်တော်တို့စကိုင်းမြို့ရဲ့မြောက်ဘက်ကျွန်တော်တို့စကိုင်းအပိုင်းရှိတယ်။စကိုင်းမြို့ကနေတောင်ဘက်ကျွန်တော်တို့ကအင်းဝပေါ့လေကျွန်တော်မိထီလာအပိုင်းရှိတယ်။နောက်နေပြည်တော်အပိုင်းရှိတယ်ဖြူအပိုင်းရှိတယ်စသည်ဖြင့်ပေါ့။အဲ့တော့အပိုင်းလေးပိုင်းလို့ကိုတပြိုင်တည်းပြတ်ကျွေပြီးတော့ငလင်းလှုပ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအပိုင်းပြီးသီးကနေပြီးတော့သူနောက်ဆက်တွင်ငလင်းနေသည်လှုပ်နေပါပဲ။အဲ့တော့ပြင်အား၅၅နဲ့အထက်ဒီငလင်းနေရတော့အဲ့ဒီအပိုင်းလေးတွေအပိုင်းလေးတွေကနေ အဲဒါတော့လောက်လျှောက်လုံနေမှာပေါ့နော်အဲ့တော့အများပြည်သူလူထုအနေနဲ့တော့ခုနပြောလို့ဒီနောက်ဆက်တွဲငလင်တွေကဟိုတတိဓာတ်နေရာမှာပေါ့ဒါမန်လေးငလင်နဲ့ပတ်သက်ပြီးတော့ပေါ့နောက်တစ်ခုကဒီဟိုရင်းကကြာတော့ကျွန်တော်ရန်ကုန်ပေါ့နော်အဲရန်ကုန်မှာလှုပ်နေတဲ့ငလင်ကကြာတော့အခု2025မတ်လ28ရက်နေ့ကလှုပ်သွားတဲ့ငလင်နဲ့သူကမဆိုင်ဘူးပေါ့နော်အဲတီးတဲ့သူကဟိုဖြစ်နေတဲ့ဟို ဟိုရန်ကုန်ရဲ့အောက်ကပေါ့လေရန်ကုန်အောက်ကရှိနေတဲ့ကျွန်တော်တို့ပြည့်ရွေးအငယ်တွေကနေပြီးတော့လှုပ်နေတယ်လို့ဒါကျွန်တော်တို့ကယူဆကြရမှာပေါ့ဆိုတော့အစကိုင်းပြည့်ရွေးရာကျွန်တော်လှုပ်သွားတယ် Master 28ရာလှုပ်သွားတယ်ခွန်တသမခွန်ငလျင်ငယ်ခွန်တာကနောက်ဆက်တွဲတွေကတပိုင်းနောက်တစ်ခါရန်ကုန်မြို့မှာပြီးခဲ့တဲ့ရပိုင်းကလှုပ်သွားတဲ့ငလျင်အသေးလေးတွေကတပိုင်းပေါ့အဲ့ဒါဆိုတော့ဖြစ်စဉ်တစ်ခုတည်းတစ်ခုနဲ့တစ်ခုတော့မတူကြဘူးပေါ့ဟုတ်ကဲ့ ဆိုတော့ခုနကမန်လေးကကျတော့စကိုင်းပြည့်ယူရလှုပ်လိုက်တာဟုတ်ဆိုတော့ခုရန်ကုန်မှာပြီးခဲ့တဲ့ရက်ပိုင်းကလှုပ်နေတာတွေကျတော့ခုနကကျွန်တော်ပြောလိုက်တယ်လို့ပဲအဲ့တော့ရန်ကုန်မြို့ရဲ့အောက်နဲ့ရန်ကုန်မြို့ရဲ့နီးပတ်ဝန်းကျင်မှာရှိတဲ့ပြည့်ယူအငယ်လေးတွေရှိတယ်ဆိုတော့ဒါတွေဒီအခုမှတော့မဟုတ်ဘူးတော့တောင်းလျှောက်ဟိုဟိုဟိုပကြခဏကျွန်တော်တို့လှုပ်တော့လှုပ်နေတယ်ပေါ့ဟိုတနေ့ချာနှစ်နေ့ချာစသည်ဖြင့်ပေါ့ဟိုပြည့်ငလင်းရဲ့သဘောတဘာဝကတော့သူပြင်းအားငယ်သူမကြခဏသူကလှုပ်လေးလှုပ်တာရှိတာဟုတ်အခုနက ဟို2025 match လာကလုတ်သွားတယ်ခွန်တသမခွန်ကလေးမျိုးကြတော့သူကနှစ်ရာချီပြီးတော့ကြာတတ်တာပေါ့ပြင်းအားကလည်းများတော့လीဆိုတော့အားစုရတဲ့အချိန်ကြာတော့အဲ့တော့ရန်ကုန်မှာကျတော့အဲ့လိုမဟုတ်ဘူးသူကပြင်းအားက3 4အဲ့လိုပတ်ချလဲလေးတွေပေါ့လीလုတ်တော့သူကမကြာခဏလုတ်လေးလုတ်တာရှိတယ်အရင်ကလည်းလုတ်နေတာပေါ့ဆိုတော့ရန်ကုန်ရဲ့အောက်မှာကျွန်တော်တို့ကသခိုင်းပြက်ရွေးနဲ့အပြိုင်ပေါ့နော်တောင်ပြောက်ပွဲတန်းနေတယ်ကျွန်တော်တို့ပြက်ရွေးလေးတွေရှိနေတယ်အဲ့ကျွန်တော်တို့ ဟိုဆရာဦးစိုးသူရာထွန်းတို့ဆွဲခဲ့တဲ့မြေပုံလေးရဆိုရှင်ပြည့်ရွေနှစ်ခုလောက်ကိုကျွန်တော်တို့ကရှိနေတာပေါ့ဆိုတော့အဲ့ဒီပြည့်ရွေတွေဒီခုနပြောလို့ငါငါနဲ့အထက်ပတ်ချာလေးတွေကျွန်တော်တို့ဟိုမကြာခဏလှုပ်လေးလှုပ်တာရှိတဲ့သဘောတဘာဝရှိတာပေါ့နော်ဆိုတော့အဲ့ဒီအဲရန်ကုန်အနီးတဝိုက်ကကျွန်တော်တို့ပြည့်ရွေငယ်တွေကတော့အခုလောလောဆယ်ကျွန်တော်တို့သိရှိထားသလောက်အချက်အလက်ရဆိုလို့ရှင်တော့ဟိုပြင်အားကြီးမားတယ်ပေါ့နော်အဲ့တော့ခွန်ခွန်ပတ်ချာလေးငလင်တွေကတော့လှုပ်နိုင်တဲ့အလားလာတော့မရှိဘူးပေါ့ အဲဒါကြောင့်မလို့ကျွန်တော်တို့ရန်ကုန်မြို့နယ်ပြောကြပြီဆိုလို့ရှင်အမြဲတမ်းကျွန်တော်တို့ကဘာလို့ပဲမူတည်ပြီးပြောလို့ရှိလဲဆိုတော့ရန်ကုန်မြို့ရဲ့အရှိတ်ပဲပေါ့အဲရန်ကုန်မြို့ကနေကီလိုမီတာ30လောက်ဝေးတယ်ကျွန်တော်တို့စကိုင်းပြတ်ယူပေါ့အကူအပိုင်းကိုကျွန်တော်တို့ပြောလို့ပြောတာရှိတယ်အဲ1930မှာလှုပ်သွားတယ်ပြင်အားကွန်တက်တမ3နဲ့လှုပ်သွားတဲ့ဘကုငလျင်အပိုင်းကိုကျွန်တော်တို့ကပြောလို့ပြောတာရှိတယ်ပေါ့အဲ့ဒီပြတ်ယူဘကုပိုင်းကဒါလည်းကျွန်တော်ပြင်အားခွန်ခွန်နဲ့အထက်ငလျင်တွေကျွန်တော်လှုပ်လာနိုင်တဲ့အလားလာရှိတာပေါ့ဟုတ်ကဲ့ ျွန်တော်တို့ပြင်းအားကလည်းကြီးတယ်ခွန်တသမာခွန်နဲ့ကျွန်တော်ကလှုပ်တယ်နောက်တော့ခုနပြောလိုက်တယ်လို့ပဲကျွန်တော်တို့ပြတ်ရွေးကလည်းပဲကျွန်တော်အပိုင်း၄ပိုင်းလောက်ကအဲကျွန်တော်တို့ကနေတော့ပြတ်ထွက်ပြီးတော့ကျွန်တော်ငလင်းလှုပ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ခံမှန်းလာတော့နောက်ဆက်တွဲငလင်းနေသည်ကျွန်တော်နှစ်ချီပြီးတော့ကြာနိုင်တယ်ဟိုဒါကတော့ကျွန်တော်တို့ဟိုဟိုရေဘူးရအဖြစ်ကျွန်တော်တို့ယူဆကြတာဟုတ်ကဲ့ ဲ့တော့ကျွန်တော်တို့ဒီဟိုပါလေစကိုင်းပြည့်၍ကိုကြည့်မယ်ဆိုလို့ရှင်ကျွန်တော်2012ပေါ့နော်အဲ2012တပိတ်ချင်းကလေးလှုပ်သွားတယ်ကျွန်တော်စင်ကူးရဲ့မြောက်ဘက်ပေါ့နော်တပိတ်ချင်းကျွန်တော်အဲ့ဒီပြည့်ရီး sorry စကိုင်းပြည့်ရီးရပဲတပိတ်ချင်းကနေလုတ်တယ်ပြင်အား6.8နဲ့ပေါ့အခုပြီးခဲ့တဲ့လပိုင်းက2028 match လာမှာပြင်အား9.8နဲ့ငလင်းလုတ်ခဲ့တယ်ဆိုတော့ဒီအပိုင်းတွေကလွဲရင်တော့စကိုင်းပြည့်ရီးရဲ့ကြံတဲ့အပိုင်းတွေဒီပြင်အား9နဲ့အထက်ကတော့လုတ်လာနိုင်တယ်အဲ့တော့ကျွန်တော်တို့ခုနက ချူရဲ့တောင်ပဲပေါ့နော်ကျွန်တော်တို့ဟိုစကိုင်းပြည့်ရွေးရဲ့ဘကူအပိုင်းလိုဟာမျိုးတွေဒီအဲလှုပ်နိုင်တယ်နောက်တစ်ခါကျွန်တော်တို့ဒီ2012တပိတ်ချင်းကလင်းရဲ့မြောက်ဖက်အပိုင်းနေကျွန်တော်တို့တကောင်းတို့ပြည်ကြီးနာတို့ပူရာတို့စသည်ဖြင့်ပေါ့အဲ့ဒီစကိုင်းပြည့်ရွေးရဲ့မြောက်ဖက်အပိုင်းကလည်းပဲလှုပ်နိုင်တယ်အဲ့တော့စကိုင်းကဒီအလဲပိုင်းနဲ့ခုနပြောတဲ့တပိတ်ချင်းကလင်းကလွဲလူမြောက်ဆုံးအပိုင်းရဲ့တောင်ဘက်ကအပိုင်းရဲ့ဒီကျွန်တော်ခွန်ခွန်နဲ့ထက်ကလင်းတွေလှုပ်မယ်ဆိုရင်လှုပ်လာနိုင်ချေ မြားတယ်ပေါ့အဲ့တော့1930ကျွန်တော်တို့ဘကုန်းငလျင်ထုတ်လိုက်တယ်အဲဘကုန်းမျိုးတို့ဖြူတို့ sorry အဲခရမ်းသုံးခွားတို့ပေါ့နော်အဲ့ဒီဟာတွေကိုဖြတ်သွားတယ်ကျွန်တော်တို့ဟိုစကိုင်းပြည့်ရွေးရဲ့ဘကုန်းအပိုင်းကနေပြီးတော့လှုပ်ခဲ့တယ်ဆိုတော့ခုဆိုရင်2025ပေါ့အဲ့တော့95နှစ်ရှိသွားပြီအဲ့တော့ကျွန်တော်တို့ကဟိုခွန်ပတ်ချလဲလောက်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အခုနှစ်က95နှစ်ဆိုတဲ့အခါကျတော့လှုပ်မယ်ဆိုရင် तू ကဟိုဖြစ်နိုင်ခြေကအရင်မြင့်လာတယ်ဆိုတော့နည်းနည်းနောက် ဟို၄90နှစ်ကြာလေလေသူကဒီပြည့်အားဒီပူပြီးတော့ကြားလာနိုင်တဲ့သဘောရှိတာပေါ့ခွန်တသမ3ခွန်တသမ5အစသည်ဖြင့်ဒါမျိုးလေးတွေလှုပ်လာနိုင်တာပေါ့အဲ့တော့ထုံနီးတူဆိုတာပဲကျွန်တော်တကောင်းမြကြီးနာအဲပူတာအုံတို့ဘာလို့ဆိုလို့ရှိရင်မိုးကောင်းလို့ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ကခွန်ခွန်နှစ်ထက်ငလင်းတွေလှုပ်မယ်ဆိုရင်လှုပ်နိုင်ကြည်ညံ့လာတာပေါ့ဟုတ်ကဲ့ ဟောပေါ့အဓိကကတော့ဒီစကိုင်းပြည့်၍ခုခုထောင်း2025ဒီမက်စတာ18ရဲ့နေရာပြင်အား9.9နဲ့ကျွန်တော်လှုပ်သွားတဲ့ဒီဟိုဟိုဘာကောမလဲမြို့တွေပေါ့နော်အဲ့ဒီအဲ့ဒီပြည့်၍အပိုင်းတလျှောက်ကကျွန်တော်တို့မြို့တွေကတော့ဟိုတောက်ဆက်တွဲငလင်တွေကတောက်လျှောက်ကျွန်တော်တို့ဟိုခန်းစားနေကြရမှာပေါ့နော်အဲဆိုတဲ့ခါကျခုနပြောလိုက်တယ်ကျွန်တော်တို့စင်ကူးတို့နောက်တစ်ခါပါတို့စကိုင်းတို့မန္တလေးတို့နောက်တစ်ခါပါတို့တောင်ဘက်အစင်းလာမယ်ဆိုလို့ရှိရင်ကြောက်စဲပြောပွဲရမဲသိန်းပြင်းမနာ နေပြည်တော်စသဖြင့်ဖြူလောက်ထိတောင်ကူဒီမြို့တွေကတော့ကျွန်တော်ထင်တယ်ဟိုနောက်ဆက်တွဲငလင်တွေကတောက်လျှောက်ကျွန်တော်တို့မကြခဏဆိုသလိုဟိုခံစားရနိုင်တာโอเคအဲ့တော့အဓိကကျွန်တော်တို့လှုပ်ပြီးကြတဲ့ကပြောသလိုပေါ့လေအဲ့တော့ဟိုအဲ့ဒီငလင်တန်ပေါ့လေဒီပြင်အားခွန်တသမခွန်ရှိတဲ့ဟိုကျွန်တော်တို့ငလင်ကိုခန်းစားလိုက်ရတဲ့မြို့ကြီးဟိုမှာကျွန်တော်တို့က ဟိုအချို့အဆောက်အဦတွေကတော့ကျွန်တော်လုံးဝပျက်စီးသွားတာတွေရှိနေမယ်အချို့ကြတော့လည်းအဲ့လိုမဟုတ်ဘူးအဆောက်အဦကကျွန်တော်တို့ဟိုဟိုအရင်ကြီးမပျက်စီးဘဲနဲ့ပေါ့လေဟိုကြံနေတာမျိုးတွေလည်းရှိကောင်းရှိနေတယ်နည်းနည်းကြီးကြီးမားမားပျက်စီးတဲ့အဆောက်အဦလည်းရှိကောင်းရှိနေတယ်ဘာပဲဖြစ်ဖြစ်ပြည်သူလူထုအနေနဲ့ကတော့ကျွန်တော်တို့မိမိအိမ်ကိုပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့ assessment လုပ်ထားကြရမယ်ဆိုပြီးတော့ကျွန်တော်တို့တောက်လျှောက်ဟိုဘာကောမလဲအကြံပေးကြတာဆိုတဲ့အခါကျတော့သက်ဆိုင်ရာနားလေတက်ကျွမ်းတဲ့ကျွန်တော်တို့ engineer တွေ လူကိုယ်တိုင်တော်လကောင်းပေါ့။အော်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့က online နဲ့တော်လကောင်းပေါ့။အဲ့လိုမျိုးတွေကျွန်တော်မိမိအိမ်ကိုဟိုဗီဒီယိုကင်မရာလေးတွေပါလေးတွေ online ကဖြစ်မယ်ဆိုရင်ဖွင့်ပြီးတော့ live ပြပေါ့။အဲပြပြီးတဲ့အခါကျတော့ဘာတွေကျွန်တော်တို့ပြင်ဆင်ထားရမှာလဲ။တကယ့်ကိုကြီးကြီးမားမားပျက်စီးသွားတဲ့အဆောင်ဦးတွေဆိုလို့ရှိရင်အခုလဲကျွန်တော်တို့ဖြိုချနေကြတာပေါ့နော်။အလုံးဝအော်ပြောလဲရမယ်အဆောင်ဦးတွေရှိကောင်းရှိမယ်အဲ့လိုမှုဖက်တဲ့ကျွန်တော်တို့အကြီးစားပြင်ဆင်တာလေးလုပ်ကောင်းလုပ်ရနိုင်မယ်ထိုက်တဲ့နေဟာလေးတော့ကျွန်တော်တို့ပြင်ဆင်ထားရမယ် အဲ့တော့ကျွန်တော်တို့ကပထမငလင်လှုပ်လိုက်တုန်းကပြူကြွသွားနိုင်တယ်ဆိုတော့အဆောက်အဦရဲ့စိတ်ပိုင်းတွေအားလုံးကတော့ကျွန်တော်တို့ကဟိုပြန်လည်မုန်းမယ်ပြင်ဆင်ကြရမှာဖြုတ်တင်တာလေးဖြုတ်စင်ဝင်နေပါလေဖြူဟောပါဖြစ်တာမျိုးဟိုလောက်ကြရမှာအဲ့တော့မိမိအိမ်ကိုကျွန်တော်နောက်ဆက်တွဲခုနပြောခဲ့တဲ့ငါငါတသမာငါဒီလိုငလင်မျိုးတွေလှုပ်ခဲ့မယ်ဆိုရင်ခဏနိုင်ရှိသလားပေါ့အဲ့ဒါမျိုးတွေကိုကျွန်တော်ဆန်းစစ်ထားရမယ် တော့ခန္ဓာရင်ရှိမှသာလျင်ကျွန်တော်တို့ကအဲ့တော့ခုနကအင်ဂျင်နီယာတွေနဲ့နားလည်တတ်ကြွတဲ့အင်ဂျင်နီယာတွေနဲ့တိုင်ပင်ဆွေးနွေးပြီးမှအဲ့တော့အိမ်ထဲကိုကျွန်တော်တို့ကနေဖို့ဘာလို့ရမလဲဆိုရင်ဟိုဆောင်ရွက်ကြရမှာပေါ့နေကြရမှာပေါ့အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ကဟိုယာယီကျွန်တော်အိမ်ထဲကိုဝင်ရင်တောင်မှပဲကျွန်တော်တတိနဲ့ဝင်တို့ပြန်ထွက်တာမျိုးတွေလည်းလုပ်ကြရမယ်အဲ့တော့ယာယီကျွန်တော်တို့ကတန့်နေတဲ့ကျွန်တော်တို့နေကြတာမျိုးချနေရမှာနေတာမျိုးကျွန်တော်လုပ်ကြရမှာ ခုကျွန်တော်ရှင်းတယ်ဒီငလင်းလှုပ်ပြီးကြရပေါ့ဒါအားလုံးပြည်သူလူထုလည်းအားလုံးသိတယ်အဲ့တော့ကျွန်တော်တို့ဒီငလင်းတန်ခန်းစားရတဲ့ကျွန်တော်တို့ပြည်သူလူထုကိုကျွန်တော်ဗလာဒီကျွန်တော်ဟိုပံပိုးပေးနိုင်တယ်လေပေါ့လေဘာလေးပံပိုးပေးနေတယ်ဘာလေးဆောင်ရွက်ပေးနေတယ်လေဆိုလို့ရှိရင်ကျွန်တော်ကအတော့ကိုကျွန်တော်နဲတယ်လို့ပြောရနိုင်မယ်အဲဆိုတဲ့အခါကျတော့ငလင်တန်ခန်းစားရတဲ့သူတွေအဆောင်လုံးဝပြိုကျပျက်စီးသွားတဲ့သူတွေကိုကျွန်တော်တို့ဒီစက္ကစအနေနဲ့ကျွန်တော်ဘာလေးလုပ်ပေးခဲ့တယ်လေပေါ့ ။ဘာမှကျွန်တော်တို့ဟိုများများဆဆလုတ်ပေးနိုင်တယ်လို့တော့ကျွန်တော်တို့ဟိုမတွေးရဘူးပေါ့နော်။ဆိုတော့နိုင်ငံတကာအကူအညီတွေလည်းလာတော့လာတယ်။ဒါပေမဲ့အဲ့ဒီအကူအညီတွေကလည်းပဲကျွန်တော်ထင်တယ်သူတို့စကားဆာကိုဖြတ်ပြီးမှသွားရမယ်ဆိုတဲ့အခါကျတော့ဟိုတကယ်တကယ်ဟိုမကလင်တန်ခံလိုက်ရတဲ့ပြည်သူတွေလက်စတဲ့ကိုကျွန်တော်ကရောက်သလားပေါ့။အဲ့တော့အခုချိန်ထိကျွန်တော်ကအချို့ကိုရင်းထဲမှာနေနေရတော့၊ကွင်းပြင်ထဲမှာနေနေရတော့အဲ့တော့မနေ့ကလားတမန်မနေ့ကလားကျွန်တော်တို့မန္တလေးမှာပါတော့ဟိုဘိုးသက်လေးပြင်ကြတဲ့ခါကျတော့ ဟိုတစ်ပင်ပြိုကျပြီးတော့သားဖားနှစ်ယောက်တည်သွားတယ်ဆိုတာမျိုးတွေပေါ့ဟိုဒါတွေဒီကျွန်တော်တို့က example တွေပဲအဲ့တော့လက်တလုံးမှာဘူးပဲအဲ့ဒီပြည်သူလူထုကျွန်တော်တို့ဟိုရင်ဆိုင်နေရတဲ့ဒီလိုပြဿနာတွေရှိနေတယ်ဟိုဘေးကင်းကင်းအခုဆိုတာမိုးရာသီရောက်တဲ့အခါပါအခုမိုးလေအဲဒါမျိုးတွေကျွန်တော်ခံစားရပြီနောက်ဆုံးတစ်ခါတည်းမှာဟို flat လို့ခေါ်တဲ့ရေကြီးတာတွေလည်းကြုံတွေ့ရနိုင်တယ်မိုးကြိုးဆိုတာမျိုးလည်းကျွန်တော်ကြုံတွေ့ရနိုင်တယ်တောတောင်နေရာလည်းဆိုရင် landslide ပါကျွန်တော် ဟိုဖြစ်နိုင်တဲ့အနေအထားမျိုးတွေရှိတာပေါ့ဟိုဒါတွေကိုကျွန်တော်အသိပညာပေးပြီးတော့တကယ်နောက်ဆက်တွဲပေါ့မဖြစ်နိုင်တဲ့ဆိုးကျိုးတွေကနေကင်းဝေးအောင်စနစ်တကျစီစဉ်ပေးနိုင်တဲ့အနေအထားမျိုးကျွန်တော်စကားစမှာရှိမနေဘူးဒါတွေဒီပြည်သူလူထုအတွက်တော့စိုးရင်စရာကောင်းတယ်အဲတော့တောက်ရီနောက်တစ်ခါအစားအသောက်ခုနပြောတဲ့နေစရာတကယ်ကိုလုံခြုံနေကျွန်တော်တို့အရာကြီးတဲနောက်တစ်ခါပါလဲအစားအဝတ်အစားပေါ့ဒါရီတို့နော်အဲတော့ရီရှိခုနပြောခဲ့တဲ့ အိမ်အိမ်လုံးဆိုးလင်ရဆိုးရှုံးလိုက်ရတဲ့ပြည်သူတွေအတွက်ဘာကျွန်တော်တို့ဝင်ဝေးရပေါက်ရလန်းဘာတွေကျွန်တော်တို့ပြန်လဲတိဆောက်ဖို့ရလဲစီစဉ်ပြီးမလဲဆိုတာမျိုးတွေကတကယ်ကိုပြည်သူလူထုအတွက်တော့ဟိုဝိုးရင်းပေါ့လေဟိုကြီးမားတယ်ကျွန်တော်တို့ဘာဖြစ်မလဲဆိုရင်အခက်အခဲကြီးတစ်ခုတို့ကျွန်တော်တို့ကယူဆကြရမယ်အဲ့တော့ဟိုကာလတူဖြည့်ဆည်းပေးနိုင်ခြင်းမရှိသလိုကာလရှည်ကာလလတ်လည်းဒီပြည်သူလူထုတွေကိုဖြည့်ရှင်ပေးနိုင်ဖို့ရအတွက်ကျွန်တော်ထင်တယ်အတော်လေးကို ဟိုအခက်အခဲရှိတယ်လို့ပြောရတယ်အဲ့လိုဘလို့ဒါတွေနဲ့ပြီးရဲ့အခါကျတော့အခုငလင်းလှုပ်ပြီးကြတာကျွန်တော်တို့ခင်ဗျားတို့သိတဲ့အတိုင်းပဲတောက်လျှောက်ပဲ air strike ပဲကျွန်တော်တို့ဟိုတန်းပြီးလုံနေတာတွေတွေ့ရတာပေါ့နော်ဒီကြောင့်ကပဲ event ကျွန်တော်တို့ငလင်းတန်းခန်းစားရတဲ့ဒေသတွေတောင်မှမရှောင်မဲနဲ့ဟိုဒါမျိုးလေးတွေကျွန်တော်တို့ဟိုတောက်လျှောက်ပေါ့လေ air strike တွေလုံနေတယ်ဆိုတဲ့အခါကျတော့ဒါတော့တက်တလို့ကျွန်တော်တို့ဟိုပြည်သူတွေကြုံတွေ့ရတဲ့ဟာဘာဝဘေးရောလူတွေကြောင့်ဖြစ်တဲ့ဘေးစိုးတွေရောဒီစစ်မဲ့အားတွေရောကျွန်တော်ခန်းစားကြရတာဟုတ်ကဲ့ ဲ့တော့ဒီရခိုင်ကန်ယူဒန်ကကြတော့ကျွန်တော်တို့အများသောအဖြစ်ကဟိုသူကလည်းကျွန်တော်တို့ကဘာဖြစ်တယ်လဲဆိုတဲ့ကကြတော့လက်ပိုင်းရှိတာပေါ့နော်အဲ့တော့ဒီဒီဒီကန်ယူဒန်ဒေတာတွေကကြတော့အဲ့တော့ကျွန်တော်တို့ခဏခဏပြောနေတဲ့ဒီရခိုင်ကန်ယူဒန်တို့ကျွန်တော်တို့အနောက်ဘက်မှာရှိနေတဲ့ပေါ့အိန္ဒိယမြေထုချက်ကကျွန်တော်ဗမာမြေထုချက်ရဲ့အောက်ကိုဗမာမြေထုချက်အောက်ကိုစိုက်ဝင်နေတဲ့ဖြစ်စဉ်ရှိတယ်တွန်းနေတဲ့ဖြစ်စဉ်အဲ့တော့တနစ်ကိုကျွန်တော်တို့က၄.၆စင်တီမီတာလောက်နဲ့ကျွန်တော်တို့တွန်းနေတာပေါ့ ဒါပေမဲ့တဝက်လောက်ကတော့စကိုင်းပြည့်ကြီးစီကိုတွားတယ်ဆိုတော့နှစ်တသမ5လောက်ကနေ3ပတ်ချာလေလောက်ခုနကအဲ့ဒီနေရာမှာအားတွေစုနေတာဆိုတော့အဲ့ဒီရဲ့ဖြစ်စဉ်ကနေပြီးတော့ပဲဟိုငလျင်နေကျွန်တော်တို့အဲ့နံကလှုပ်တက်တာပေါ့ဒါကကျွန်တော်တကယ်ဟိုဘူးရင်ဖြစ်ဆုံးကအရေးကြီးဆုံးဟာကပေါ့နော်အဲ့တော့ဟိုဒီဒီခုလှုပ်သွားတဲ့ဟိုငလျင်ငယ်တွေကကြာတော့ကျွန်တော်တို့ကသူ့ရဲ့ဟိုအတိတ် အနက်ကိုကြည့်လိုက်တဲ့အခါကျတော့10ကီလိုမီတာပဲရှိတာပေါ့လေအဲ့တော့10ကီလိုမီတာပဲရှိတယ်နောက်တစ်ခါလှုပ်တဲ့နေရာကိုကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ကအပေါ်ပြန်မှာရှိနေတဲ့ဗမာမြေထုချက်အပေါ်မှာရှိနေတဲ့ကျွန်တော်တို့ခုနကဟိုဗမာမြေထုချက်အောက်ကိုစိုက်ဝင်နေတဲ့ဖြစ်စဉ်ကြောင့်ပေါ့ကျွန်တော်ပြရွေးအမှွာလေးတွေပေါ့ဒီဟာကလှုပ်တယ်လို့ကျွန်တော်တို့ယူဆမိတယ်ဟုတ်တကယ်တကယ်ကတော့ကျွန်တော်အဲ့နေရာဒီ1962ကကျွန်တော်ပြင်အားဟိုရှစ်ပတ်ချာနေလောက်ရှိတဲ့ ငလီရင်ကျွန်တော်လုတ်ခဲ့မှုလေဒါဆူနာမီတည်းဖြစ်ခဲ့တယ်ဆိုတဲ့အထောက်အထားတွေတွေ့ရတာပေါ့နော်ဆိုတော့ဒါကတော့ဟိုဟာဖြစ်စဉ်ပေါ့အဲ့တော့ခုနကဟိုမေးလိုက်တဲ့မိကုံးကတော့အဲ့ဒီပြယူခုနငလီငယ်သည်ကျွန်တော်တို့ဟိုဒီဖြစ်စဉ်ကြောင့်ဟိုဘာကောလဲတွဲပြီးတော့ဖြစ်လာတဲ့ရလက်ကကျွန်တော်တို့ဟိုကမ္ဘာပေါ်ရလွာပေါ့လေနီနီနာနာမှာဖြစ်နေတဲ့ကျွန်တော်တို့ပြည့်ရွေငယ်လေးတွေကလှုပ်တယ်လို့ပဲကျွန်တော်တို့တုံတက်ရမယ်ဟုတ်ကဲ့ မမာမြေထုချက်ရဲ့အောက်ကိုစိုက်ဝင်နေတဲ့အိန္ဒိယမြေထုချက်ကဖြစ်စဉ်ကြောင်းမို့လို့ကျွန်တော်1962အာရခန်ငလင်လူမျိုးပေါ့အဲတော့ဆူနာမီဖြစ်နိုင်တဲ့ငလင်တွေကလည်းပဲကျွန်တော်တို့ကလှုပ်နိုင်တဲ့အလားအလာတော့ရှိတာပေါ့1962ဆိုတဲ့အခါကျတော့နှစ်ပေါင်းမလှုပ်တာကျတော့200ကျော်သွားပြီပေါ့နော်140-50ပတ်ချလေးဆိုတဲ့အခါကျတော့သူလည်းပဲကျွန်တော်တို့ကဟိုတတိထားကြရမှာပေါ့အဲတော့ပြင်ဆင်ထားကြရမှာပေါ့အဲတော့ဒီဟာရဲ့ နောက်ဆက်တွဲကဘယ်နေရာတွေဖြစ်နိုင်တယ်ဆိုရင်ခုနကပြောတဲ့ရခိုင်ကဲယူတန်းဒေတာနောက်တစ်ခါအေယာဝရီနောက်တစ်ခါတနင်္သာရီပေါ့ဒီနေရာတွေကတော့ဟိုအကဲရွေများငလင်နဲ့တခါတဲ့နောက်ဆက်တွဲပါလာတဲ့ဆူနာမီလိုဟာမျိုးလို့ဆိုရင်အဲဒီကန်လွန်ဒေတာတွေကကန်ကြီးတွေကကျွန်တော်တို့ဆူနာမီလိုဟာမျိုးတွေခံစားရနိုင်တာပေါ့အဲ့တော့ကျွန်တော်တို့ကအတွေ့အကြုံနေနဲ့ဆိုလို့ရှိရင်အခုလက်တလောကာလတွေမှာ2004ကပေါ့လေကျွန်တော်တို့ဒီဒီဇင်ဘာလမှာလုတ်ခဲ့တဲ့ကျွန်တော်တို့ဆူမတရာ ငလျင်ဆိုတာရှိတယ်ကိုတက်တမ၃နယ်ပေါ့လေဆိုတော့ဆူနာမီတွေဖြစ်ခဲ့တယ်ကျွန်တော်တို့ ERI Delta တို့ Laputa နောက်ကတနင်္သာရီအဲဒီလိုဟိုကမ်းကြီးတွေမှာကျွန်တော်တို့ဆူနာမီတွေလာဖြစ်တာတွေကြုံခဲ့ဘူးတယ်အဲခုနကရခိုင်နဲ့ကမ်းကြောင်ဒေသတွေအဲ့ဒီအင်ဒိုနီးရှားအတောင်ဘက်ကနေပြီးတော့ဆက်လာတယ်ကျွန်တော်တို့မြောက်ဘက်ကိုဆက်လာတယ်ဒီမြေထုချက်နှစ်ခု ထိစပ်နေတဲ့ကျွန်တော်တို့အနာပဲဖြစ်တယ်အဲ့တော့ဒီဟာတွေကတော့ကျွန်တော်တို့ဟိုကမ်းကြောင်ဒေသတွေကတော့ ဟိုပင်လေကန်ဆာဒေတာတွေကတော့အဲ့ဒါလေးတွေယူဆိုင်ကြပါ